အားလုံးပဲမင်္ဂလာပါဒီကနေ့မနက်အစောပိုင်းမှာကစားခဲ့တဲ့ EF Fan Cup Stroda အဆင့်ပွဲစဉ်တွေထဲမှာတော့ Chelsea ကဝါနာတေးရဲ့အင်ကွဲမှာ4-3ရလက်နဲ့အနာယူပြီးတော့မှ EF Fan Cup ရဲ့ Quarter Final အဆင့်ကိုတက်သွားနိုင်ခဲ့တယ်ဆိုတော့ဒီနှစ်ပွဲမှာတော့ဒါ Chelsea ကဗောလေ overall performance ရကြည့်မယ်ဆိုရင်ဝါနာတင်းကိုသူတို့ပထမတစ်ပိုင်းလုံးကစားပုံတော်တော်လေးကောင်းခဲ့တယ်ဒုတိယပိုင်းမှာတော့ return တချို့ကျခဲ့တယ်ဆိုပေမဲ့လို့ဒါကျွန်တော် possession အရာရောဂိတ်ရတံပိုးအရာပါတစ်ဖက်ကဝါနာတင်းကိုဖိပြီးကစားနိုင်ခဲ့တာတွေ့ရတယ် ဆိုတော့နေပြအန်ဆိုမာရစ်ကအတွက်တော့ကျွန်တော်တို့ပေါ့လေဒါဒီနေ့ပွဲဟာနိုင်ပွဲရဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့အနီးကပ်ဆုံးဒါကျွန်တော်တို့ပေါ့လေဒါဆူပလာတစ်ခုအနေနဲ့ဒီပေါ့လေအတိုင်းအတာတစ်ခုထိအောင်မြင်မှုတစ်ခုရအောင်သူ့နေနဲ့တွားမယ်အနေထားမှာဥပဒဏ်ကိုအနာယူနိုင်ခဲ့တာလည်းဖြစ်တယ်။ဆိုတော့ဒါပြင်ကျွန်တော်တို့တနင်္ဂနွေနေ့ညမှာကစားမယ်။လန်ဒန်ဒါဘီပွဲစဉ်အဖြစ်တော်တယ်ဟော့စပါအသင်းရဲ့အိမ်ခွေးမှာတွားကစားမယ်ပွဲစဉ်အတွက်လည်းကစားသမားတွေမှာလုံလောက်တဲ့ယုံကြည်မှုမျိုးရသွားတဲ့အနေထားဖြစ်တယ်။ဆိုတော့ ဒီဘက်ကတင်းတဲ့ပွဲစဉ်မှာတော့ Chelsea ရဲ့တင်းရဲ့နေပြဖြစ်တယ်ဗောလေအန်ဆိုမာရစ်ကာကကျွန်တော်ကစားသမားအပြောင်းလဲတွေလှုပ်ထားတာတွေ့ရတယ်အထူးသဖြင့်တော့ဂိုးသမားနေရာမှာ Philip Rogerson နဲ့ပွဲထွက်ခဲ့ပြီးတော့မှဒီဗောလေခန်းစစ်နေရာမှာ Melo Gusto အဒီ Hato တစ်ဖက်မှာ Al Chambon နဲ့ဒီကျွန်တော်တို့ဗောလေ Tosin နဲ့ပွဲထွက်ခဲ့ပြီးတော့မှကွင်းလယ်နေရာမှာဆိုရင်ဒါကျွန်တော်တို့ Labia Bonanno တင်းနဲ့ Santo နဲ့ပွဲထွက်ခဲ့တယ်တောင်ပိုင်းတစ်ဖက်စီမှာတော့ဒါကျွန်တော်တို့ပွဲထွက်ခွင့်လိုအပ်နေတယ်ကျွန်တော်တို့ခြေစွမ်းပြဖို့လိုအပ်နေသေးတယ် အာကစားသမားဖြစ်တယ်ပေါ့လေဂျေမင်ဂီတာတစ်ဖက်မှာ S3 ဘောင်းနဲ့တိုက်စစ်နေရမှာတော့ဒါကျွန်တော်တို့ထိုင်းယွန်းကြော့နဲ့ပွဲထွက်ခဲ့တယ်ဆိုတော့ပွဲကအမှန်တိုင်းပြောရရင်ဝူပါဒါဟာချဲစီကိုသူတို့ကောင်းကောင်းပိတ်ကစားပြီးတော့မှခေါင်းတာအထက်နဲ့သူတို့တက်မြန်အမ်ကစားဖို့သူတို့ကြိုးပမ်းနေတင်းဒီစနစ်ဗျူဟာနဲ့ချဲစီကိုချင်းကတ်ခဲ့တာဒါမဲ့လို့ပွဲအစကျွန်တော်တို့ဒါ9မိနစ်မှာပဲဝူဘာရန်အသင်းရဲ့ကစားသမား present မှာတဲ့အခြေအနေကိုဒါကျွန်တော်တို့ဂျေမင်ဂီတန်ဖြုတ်ထုတ်ပြီးတော့မှတစ်ဖက်ကဒီလူငယ်ကစားသမားဖြစ်တဲ့ Andre Santo Idia ထိတ်ကနေအပြင်းပိတ်သွလို့9မိနစ်မှာပဲ Chelsea ကဥဆောင်ကိုရတာဒီနောက်ပိုင်းမှာတော့ Chelsea ကကျွန်တော်တို့တောက်လျှောက်ပေါ့လေဒါဥပဒေကို fee အပ်ကစားတယ်အထူးသဖြင့်တော့ဒီနှစ်ပွဲမှာကျွန်တော်တို့ Man of the Match က ဂျေမင်ဂီတာမဲ့ဂျေမင်ဂီတာကပြီးခဲ့တဲ့ချန်ပီယံလိတုံးကလည်းသူတကော assess လုပ်တယ်ခြေစွမ်းပြတယ်ဒီနေ့ပွဲမှာလည်းတလုံးဖန်ပြီးတော့မှတလုံး goal သွင်းယူနိုင်ခဲ့တယ်ဆိုတော့ဂျေမင်ဂီတာကအထူးသဖြင့်တော့ဒါကျွန်တော်တို့ဒီပေါ့လေဥပနာရဲ့ခံစစ်ကဟထသွားတဲ့နေရာ space လွတ်တွေပေးနေရတဲ့အနေအထားမှာဂျေမင်ဂီတာဟာတောက်လျှောက်ဖြတ်ဝင်တယ်တောက်လျှောက် current size လုပ်တယ် တောက်လျှောက်ဥပါဒံသိရဲ့ခံစစ်ကိုပထမပိုင်းရောဒုတိယပိုင်းမှာပါကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီးတော့မှဒီနေ့ပွဲမှာအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာဒါပြင်ကျွန်တော်တို့ဒါ astry ball အနေနဲ့လည်းဒီပေါ်လေဒါကျွန်တော်တို့ chelsea အသင်းတွက်တွင်းကိုတကူသွင်းယူနိုင်ခဲ့ပြီးတော့မှသူ့အနေနဲ့ champion league premier league နဲ့ဒါကျွန်တော်တို့ efn cup သုံးပွဲစလုံးကိုဒါကျွန်တော်တို့တွင်းကိုတွင်းယူနိုင်တဲ့ကစားသမားဖြစ်မှတ်တမ်းဝင်နိုင်ခဲ့တယ်ဒါပြင်ကျွန်တော်တို့ chelsea အသင်းရဲ့ပေါ်လေဒါဒုတိယပိုင်းကစားဖို့အထူးသဖြင့်တော့ဒါကျွန်တော်တို့ leon dilan cup minute 60မှာဝင်လာတယ်ဆိုတော့သူ့အနေနဲ့က ျွန်တော်တို့ပေါ့လေတော်တော်လေးမေကွန်ထောက်ဆရာအခြေအနေရှိတယ်အင်ဂျူရီအခြေအနေကပြန်လဲတက်တာကောင်းမွန်လာလို့ချက်စစ်တဲ့ပိုးပေါင်းနိုင်တယ်ဆိုပေမဲ့လို့နှစ်ဝါတနေနဲ့ပြန်ပြီးတော့ထွက်သွားတဲ့အတွက်ဒီပြောက်ကိုယ်တိုင်ကစိတ်တူရတဲ့အနေထားဖြစ်တယ်ဆိုတော့ဘာပြောပြောဒါမလိုလားတဲ့ကျွန်တော်တို့အနေ အခြေအနေတွေကိုရှောင်လွှဲရမယ့်နေရာမှာကစားသမားစိတ်မထေးနိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့အနေကပြစ်ဒဏ်ပေးခံရတဲ့အနေအထားဖြစ်တယ်။ဆိုတော့ Chelsea ကကျွန်တော်တို့ဒါဒီပေါ်လေတစ်ဖက်ကဥပါဒံတင်းရဲ့အဲကျွန်တော်တို့ twin goal တွေပြန်ပြီးတော့မှခွင့်ပြုရတဲ့ဒုတိယပိုင်းမှာအဓိကတော့ဥပါဒံဟာလုံးဝဖွင့်ကစားပြီးတော့မှ Chelsea ရဲ့ခံစစ်ကိုသူတို့အကြိမ်ကြိမ်ထိုးပေါက်တယ်။အထူးသဖြင့်တော့ဒီ sub play တွေပေါ့လေကျွန်တော်တို့အမြင့်ဘောတွေနဲ့ Chelsea ရဲ့ခံစစ်ကိုသူတို့ဒုက္ခပေးတယ်။ဒီအခြေအနေတွေကပဲ twin goal တကောပြီးတကောသူတို့ပြန်ရတယ်။နောက်ဆုံးတော့ဒါကျွန်တော်တို့ Chelsea တင်းရဲ့ weak ဖြစ်တဲ့အပွိုင်ပေါ့လေဒါဟာ ကျွန်တော်မက်စကူဂူရဲလာဝင်လာတဲ့အချိန်တွေမှာမက်စကူဂူရဲလာကဒီ left side မှာသူအဆင်ပြေတယ်ဒါပေမဲ့လို့ right side မှာကမဲလူကူစတိုထွက်သွားတယ်ဆိုတော့ဒီတိုးစင်နေနဲ့လည်းလုံးဝအဆင်မပြေဘူးအဲ့ဒီ side ကပဲ Chelsea မှာ chance တွေတော့အရှောက်ပေးနေရတဲ့အနေအထားဖြစ်တယ်ဒါကြောင့်မလို့ Chelsea တဲ့အနေပြဖြစ်တဲ့ Asumaris ကအနေနဲ့တော့ဒါ receive ချိန်မပါနိုင်ဘူးဆိုရင် ဒီကျွန်တော်တို့ right side ရဲ့ center back ကြီးကတော်တော်လေးကိုပြဿနာရှိနေတဲ့အနေအထားဖြစ်တယ်။ Anyway ပါ Chelsea ကတော့ဒါ Wuhan Team ကိုအနာယူပြီးတော့မှ EFN Cup Quarter Final အဆင့်ကိုတက်နိုင်ခဲ့တဲ့ဒီအချိန်မှာတခြားသော Premier League club အသင်းတွေဖြစ်တဲ့ဒီပေါ်လေးကျွန်တော်တို့ Arsenal အာကျွန်တော် Manchester City အသင်းတို့ကဒါကျွန်တော် Premier League club အသင်းချင်းထိတ်တိုက်တွေ့နေတယ်ဆိုပေမဲ့လို့ Chelsea ကတော့ Cardiff City နဲ့တွေ့နေတဲ့အနေအထားကြောင့်မလို့ဒါနောက်တစ်ဆင့်ကိုတက်ဖို့ရာခိုင်နှုန်းများတဲ့အနေအထားပေါ့လေဆိုတော့ချီးရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်း ကိုကြီးကျမချင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်